you လာပါကိုဘာမှခုကြည့်ဆောင်ပါခင်ဗျာဟုတ်ကျွန်တော်တကယ်ကြီးတယောက်က auto nova ကိုလေ recommend ပေးလို့ service လေးလုပ်ချင်လို့ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီဘက်ကိုကြောက်ပါဟုတ်ကဲ့ပါ မတို့စီမှာ mechanical service နဲ့ပတ်သက်ပြီးတော့ engine ပိုင်း၊ out ပိုင်း၊ air con ပိုင်းတွေပေါ့နော်စားတဲ့ဝန်ဆောင်မှုတွေပေးပါတယ်။ engine ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း engine overhaul တွေပြီးရင်တခြား diagnostic တွေ scanning tool တွေကိုလည်းအသုံးပြုပေးပါတယ်။ပြီးရင် tester တွေဖြစ်တဲ့ဒီ engine wire tester တွေ multi tester တွေနဲ့လည်းအသုံးပြုပေးပြီးတော့ engine wire ရဲ့ C level တွေပြီးရင်တခြားသော battery တွေရဲ့ level တွေကိုလည်းစစ်ဆေးပေးလို့ရပါတယ်ရှင်။အဲ 3D alignment ချိန်နေတဲ့ customer တွေအတွက်ကိုလည်း alignment site ကိုအသုံးပြုပြီးတော့ချိန်ညှိပေးပါတယ်။ တို့ဒီမှာ body and pay service အနေနဲ့အဲတခြားဒီကားပြုတင်နေတဲ့ customer တွေအတွက်ကိုလည်း PDR service ကိုလည်းဝန်ဆောင်မှုပေးရပေါ့နော် Payless Repair လို့ခေါ်တဲ့ဒီ PDR service ဆိုလို့ရှိရင် original စိတ်သားကိုဆင်းနေလို့တဲ့ customer တွေအတွက်ကိုလည်းအများကြီးထောက်ကူဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီစိတ်မမုတ်ခင်ချိန်မှာပေါ့နော် body ပြုပြင်ရတဲ့ခါကြလို့ရှိရင်လည်း Taman Spotter တွေအသုံးပြုတော့ပြုပြင်မဲ့စား PDR service ကိုအသုံးပြုပြီးတော့ပြင်လို့လည်းရပါတယ်ပြီးလို့ရှိရင်စိတ်မုတ်တဲ့ခါကြလို့ရှိရင်လည်းအမားတို့စီမှာပိန့်မှုတွေကိုလည်းထားအဓိကထားပြီးတော့အသုံးပြုပေးပါတယ် ပြီးရင်မိုက်ဆာဆိုးပြိန်တဲ့ကာဆင်မာတွေအတွက်ကိုလည်း infrared light တွေပြီးရင်တခြားသော drying sensing technique တွေကိုအသုံးပြုပြီးတော့အမားတို့ဂျီမှာကာဆင်မုတ်တွေဝန်ဆောင်မှုကိုလည်းပြုလုပ်ပေးပါတယ်ရှင်။ဒီ drilling service အနေနဲ့လည်းအမားတို့ဂျီမှာ coating တင်တာတွေတခြားသော polishing service တွေပြီးလို့ရှိရင် drain gun shore service တွေနဲ့အင်ဂျင်ကန်ဆေးတဲ့ဝန်ဆောင်မှုတွေကိုလည်းရရှိနိုင်ပါတယ်ရှင်။ မတို့ဒီမှာဆေးမုတ်တဲ့ကားတွေအတွက်လည်း original ဆေးသားနဲ့အနည်းဆက်ဆုံးတူအောင်လို့ computer message system ကိုအသုံးပြုပေးပါတယ်။ပြီးရင်ဆေး brand တွေဖြစ်တဲ့ Chromax, Nissan, Lexon စတဲ့ဆေး brand တွေကိုလည်းအသုံးပြုပေးပါတယ်ပေါ့နော်။ဒီ Chromax တို့ Nissan တို့ဆိုလို့ရှိရင်ဒီ European country တွေပြီးရင်တခြား Middle East country တွေမှာဆိုလို့ရှိရင်အသုံးများတဲ့ brand မျိုးစားလည်းဖြစ်ပါတယ်။ ွင့်လင်းပြောရရင်မှာရဲ့ကျွန်တော်စိုးရိမ်တာလေးတော့တခုရှိတာပေါ့နော်ကျွန်တော်ကာဆာဗစ်လုပ်တဲ့အချိန်ကြာရင်ကျွန်တော်ဘက်ကအချိန်ပေးပြီးမဆောင်နိုင်တဲ့အခါကျတော့ဒီဆာဗစ်လုပ်တဲ့အခါဘာတွေတော့လဲလိုက်ပြီးဘာတွေတော့ပြင်လိုက်ပြီးဆိုပြီးတော့ကျွန်တော်တောင်းတလောက်ပေးရတဲ့အချိန်တွေမျိုးတွေကြုံရဘူးတဲ့အခါကျတော့အမတို့ဘက်ကအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုတောင်းဝင်ယူပေးလဲဘယ်လိုဆောင်ရွက်ပေးလဲဆိုတာသိချင်လို့ပါဗျာ ဟုတ်ကဲ့အမားတို့စီမှာ customer service အနေနဲ့ CSR တင်ကိုဆက်လက်လုပ်ထားပြီးရဲပေါ့နော်ဆိုတော့ဒီ CSR တွေကကားတစီစပြီးတော့ check in ဝင်တာနဲ့နောက်ဆုံး handover လုပ်တဲ့အချိန်ထိပေါ့နော် process အစဉ်စဉ်တိုင်းကို Viber နဲ့တစင်ပုံနဲ့တကွာပူပေးရဲပေါ့နော် customer တွေဒီ customer တွေကအဲ့တော့ကြောင့်မလို့အိမ်ကနေပဲတစင်ဒီကိုလာစရာမလိုတော့ဘဲနဲ့ ဘာတွေပြပြနိုင်တယ်ပြီးလို့ရှိရင်ဘာတွေလဲလိုက်လဲစသဖြင့်ပေါ့နော်အဲ့ဒီအချက်လက်တွေကိုအင်းကနေပဲထိုင်ပြီးတော့ကြည့်နေလို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ pricing ပေါ့နော် pricing ဆိုလို့ရှိရင်လည်းအမားတို့စီမှာအဲကားကိုစပြီးတော့ထိုးလိုက်တာနဲ့စပြင်တာမဟုတ်ပဲနဲ့ကားတစ်စီးကိုအရင်စစ်ဆေးတယ်ဖြုတ်စစ်ဖို့လိုတဲ့ဟာဆိုလို့ရှိရင်လည်းဖြုတ်စစ်ပေးတယ်အဲ့လိုမျိုးလေးတွေဖြုတ်စစ်ပြီးပြီးတော့ကာဆမ်မာကိုဘယ်လောက်ကြားသိနေလဲဆိုတာကိုအရင်အသိပေးပြီးတော့မှပြင်ဆင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နေတယ်များတယ်ဆိုတာကိုစိတ်ပူစရာမလိုတော့ဘူးပေါ့နော်ကာဆမ်မာရဲ့ service history နဲ့ပတ်သက်ပြီးတော့လည်းဦးတို့ခေါ်တဲ့ ERP system ကိုအသုံးပြုပေးတယ်ပေါ့နော်ဒီကာဆမ်မာရဲ့ data တွေပြီးလို့ရှိရင်ကားရဲ့အချက်လက်တွေပြ ပြီးလို့ရှင်ဒီကားရဲ့ပြင်ထားတဲ့အစိပ်ပိုင်းအဆက်လက်တွေအကုန်လုံးလည်းဘာဆက်မာတွေတော့ထိမ့်သိမ်းပြီးထားတယ်ပေါ့နော်ဒီ O2 ERP system ကဘောက်ချာထုတ်တဲ့အစိပ်ပိုင်းတွေရောပြီးလို့ရှင်နောက်တစ်ခုကအမားတို့ရဲ့ဒီ repair order တွေအကုန်လုံးလည်းဒီ system ထဲမှာထိမ့်သိမ်းထားပြီးတာဖြစ်တဲ့ကြောင့်မလို့ဘာဆက်မာတွေအနေနဲ့အဲဒီပြင်ပြီးွားလို့ရှင်လည်းဘာတွေပြင်ထားလဲဆိုတာကိုစိုးရိမ်စရာမလိုဘူးဟိုးရင်ကပြင်ထားတဲ့ဟာတွေကိုလည်း history နေနဲ့သိမ်းထားပြီးတာဖြစ်တဲ့ကြောင့်မလို့နောက်တစ်ချိန်ပြန်လာတဲ့ခါကျလို့ရှင်လည်းဘောက်ချာစာရွက်တွေပြန်လှမ်းစရာမလိုတော့ပဲပေါ့နော်ဒီ system ထဲမှာအမားတို့က check လုပ်ပြီးလိုက်တာနဲ့ဘာတွေပြင်လဲဆိုတာသိနိုင်ပါတယ်ရှင် ူကြီးမင်းတို့အနေနဲ့ကာဆာဖင်းနဲ့ပတ်သက်ပြီးဝန်ဆောင်မှုလိုချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အသေးစိတ်သိရှိလိုတာပဲဖြစ်ဖြစ်အမားတို့ရဲ့399 965 353 662ကိုဆက်သွယ်ပြီးတော့မေးမြန်းစုံစမ်းလို့ရတယ်လို့ Facebook page မှာလည်းမေးမြန်းစုံစမ်းလို့ရပါတယ်ဒါမှမဟုတ်ကိုတိုင်ကိုကြားလာရောက်ပြီးတော့ဆက်သွယ်ချင်တယ်ဆိုလို့ရှိရင်တော့အမှတ်62မြမကုံကြီးလန်တာကိတာဆက်မှုတော်ကိုလည်းလာရောက်ပြီးတော့လေ့လာလို့ရပါတယ်ရှင်